မေလာမာဒီဝမ်စပေါ့ပရိသတ်တရားလုံးပဲမင်းလာပါချန်ပီယံစီမီဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်တွေနဲ့ကစားလို့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါလိမ့်စရောဘိုလိုဘဲကိုတက်ရောက်ခဲ့တဲ့အသင်းတွေလည်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါလိမ့်ယမနေ့က PSG အာဆင်နယ်ပွဲစဉ်မှာတော့အာဆင်နယ်အသင်းကအသေးချာလေးပြင်ဆင်လာခဲ့ပြီး2မိနစ်ကျော်မှပဲ Degrass ကောင်းတဲ့အသွင်းယူခဲ့ပေမယ့်ကိုးကမဝင်ခဲ့ပါဘူး။ပွဲကစလာကလေးကတကယ်ကိုမြန်မြန်ဆန်ဆန်ဖြစ်ခဲ့ပြီးအာဆင်နယ်အသင်းကဂရဝင်ဇာမော်ရီဘောလုံးဝေဖန်သုံးသပ်သူတွေပရိသတ်တွေပြောဆိုတဲ့အချိန်မှာပရမမိနစ်ပိုင်းမှာ ကိုရအောင်အစွမ်းကိုစူးစမ်းအားထုတ်ခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါသည်။ဒီဘက်မှာတရားကြောင့်အနာပေးရမယ်လို့ယူဆခြင်းခံထားတဲ့ဒမ်ဘီတယောက်လည်းနေပြည်တော်အန်ရီကေကအစောပိုင်းမှာအနာပေးထားခဲ့ပါသည်။လေးမိနစ်မှာတော့မာလီနန်ဒီပိတ်လိုက်တဲ့ဂိုးဟာဂိုးပြီလို့ထင်မှတ်ခဲ့ရပါသည်။ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့ပဲဂိုးကမဝင်သွားခဲ့ပြန်ပါဘူး။ဒီလိုနဲ့ပဲခုနှစ်မိနစ်အရောက်မှာသင်္ကောင်းဆောင်မာရီယိုဒီကန်ကန်သွင်းလိုက်တဲ့ဘောလုံးကိုဒိုနာရမ်မာကာကွယ်သွားလို့အာဆန်အသင်းတို့နှင်နာသွားခဲ့ရပြန်ပါလေ။ ဝဲက10မိနစ်ရောက်နေပါပြီ။ဒါပေမဲ့ဘောလုံးကမြန်မြန်ဆန်ဆန်နဲ့အာဆင်အသင်းရဲ့ခြေထဲမှာပဲရှိနေတော့လည်းပဲဖြစ်ပါလိမ့်။အာဆင်အသင်းကပွဲချင်း10မိနစ်အတွင်းမှာအသေးရုံ အသေးတိုက်နေကြတာလည်းပဲဖြစ်ပါလိမ့်။ဘာလေးဘာလာတဲ့ကွင်းလယ်ပိုင်းဟာတိတ်ကိုထူးခြားပြီးအသင်းကလုံးဝကိုကွဲပြားခြားနာနေပြီးတော့ကြည်ကြည်လက်လက်ရှိနေကြတာလည်းပဲတွေ့ရပါလိမ့်။ပြေးကြတဲ့ပရမကျော်နဲ့ဘာဆိုဘာမကိုမဆိုင်ခဲ့ပါဘူးပြီးတော့ရှုံးနေထားတော့ပို့ပြီးတော့အစွမ်းကိုအတကောရုံနာနဲ့ပါလိမ့်မယ်လို့ထင်ပါလေ ဆိုတော့ဆန်ကားမင်းတွေမှာ PSG ရဲ့အသင်းကဘောလုံးပိုင်ဆိုင်မှု31ရာနှုန်းပဲရှိပြီးအာဆင်နယ်အသင်းက69ရာနှုန်းတောင်ရှိကြတာလည်းပဲဖြစ်ပါလိမ့်ပြီးတော့ထင်းချောင်းမှုမှာလည်းအာဆင်နယ်အသင်းက၄ချိန်အထိရှိခဲ့ပြီးတော့ PSG ရဲ့အသင်းကတလုံးအမောက်ကိုထင်းချောင်းမှုမလုံနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်ပြောလုံးချင်းတဲ့ Cabrera Skillia ကအပိုင်ပေသွင်းလိုက်လို့ဂိုးဘေးကိုကတ်လွဲသွားလို့အာဆင်နယ်အသင်းတို့ကံကောင်းသွားခဲ့ရသေးတာလည်းပဲဖြစ်ပါလိမ့်။ဘယ်ရော်မိနစ်20အထိကျော်လာပြီးဖြစ်ပြီးအာဆင်နယ်တို့ PSG အသင်းကိုလွှမ်းမိုးထားဆဲလည်းပဲဖြစ်ပါလိမ့်။ ခြင်းကြောင့်မူကလည်းမနေမနောပါပဲအပိုင်ခွင့်ရေကိုသုံးမချနိုင်တိုက်စစ်ပိုင်းကတကယ်ကိုလိုလားနေပြီးတကယ်ကိုလိုအပ်ချက်ရှိနေပြီးဆိုတာကိုသိသာထင်ရှားနေတဲ့ပွဲလို့ဆိုရမှာလည်းပဲဖြစ်ပါလေ၂၂မိနစ်ရောက်မှတော့အာဆင်နယ်ရဲ့နောက်တန်းကလူဝေမှားရာကနေဘာဂူလာကန်သွင်းလိုက်ရမှာကန်ချက်ဟာပျော့ပြီးဒီဗစ်ရာယာအသားအရာပဲဖမ်းမိသွားခဲ့ပါလေ။ဒါ၂၄မိနစ်အတွင်းမှာ PSG အသင်းရဲ့တလုံးနေသောခြေချောင်းမှုလည်းပဲဖြစ်ပါလေ ဒါတော့မှပဲလူပေးမှားသွားလို့ရရှိသွားကြတာလည်းပဲဖြစ်ပါလေ။အာဆီယံသင်းကဒီဘက်မှာသူတို့မှာရှိသမျှပါဝါအကုန်ထုတ်ပြီးတော့ဘွဲကိုလည်းအမြန်ဆုံးဖြတ်နိုင်ဖို့သူတို့တအားယုံကန်နေကြတာကိုလည်းတွေ့မြင်ခဲ့ရပါလေ။26ရက်နေ့ရောက်မလို့ဒန်ဂရန်းချောင်းရာလည်းပြစ်တံဘောကနေပြစ်တံဘောကန်နေလိုက်ရမှာပြန်ရှန်ထွက်လာတဲ့ဘောလုံးကို PSG အသင်းရဲ့ Fabian Rose ကဥဆောင်ကိုလှပစွာတွင်းယူပေးသွားခဲ့ပါလေ။ ဒီကိုရပြီးတော့တိမ့်မကြောင်း PSG ရဲ့အသင်းတို့အပိုင်းခွင့်ရတဲ့ကြိမ်ရောက်ရှိခဲ့ပြီးတော့ Declan Rice ကအပြေးအလွှာနဲ့ကယ်ဆယ်သွားလို့သာထပ်မံကံကောင်းသွားခဲ့ရတာလည်းပဲဖြစ်ပါတယ်ဒီကောလည်းတကယ်ကိုဂိုးပြီလို့ထိမဲလိုက်ရတဲ့ဂိုးလည်းပဲဖြစ်ပါလေ။ဒီဂန်ရက်စ်ကယ်သွားလို့သာပေါ့။ဒဂန်ရက်စ်တော့မကယ်ရင်နောက်တဲ့တကိုထပ်မံပေးရတော့မှလည်းပဲဖြစ်ပါလေ။ PSG ရဲ့ထမ်မန်ဟက်ဆေဟာဒေါ်လေးကိုတောက်စရာကောင်းလောက်အောင်ကိုပြင်ဆင်ထားခဲ့တာလည်းပဲဖြစ်ပါလေ အောစနေကကိုကန်သွင်းခွင့်နဲ့ချိန်ချင်းရပြီမလို့ကိုသွင်းမသေးရကလို့အများကြီးနှိမ့်နာခဲ့ရတယ်လို့ဆိုအားပါလည်းပဲဖြစ်ပါလိမ့်။ဒိုသွင်းတန်းစစ်မှုမပါတဲ့အောစနေရဲ့တန်းစစ်ဟာဘလို့မှကိုထိရောက်မှုမရှိပါဘူး။ပြီးတော့ PSG အသင်းကသူတို့ရဲ့မိနစ်20လောက်ကိုအသေးချာခုခံဖို့အတွက်ပြင်ဆင်ထားခဲ့ပုံရပါလိမ့်။ပြီးတော့ဒမ်မနာစစ်ကိုလည်းအသေးချာပြင်ဆင်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ပွဲစားချိန်အမိနစ်40ကျော်လာတော့အောစနေဇာမောက်တွေလည်းပွဲပန်းစားတော့ပြူလာနေခဲ့ပါပြီ။ ဘီအက်စီအေတန်တာမန်ဆိုင်ဟာဒီဘက်မှာထိထိရောက်ရောက်ကိုထိုးဖောက်ဝေရောက်နိုင်လာတွေ့မြင်ခဲ့ရပါတယ်။ဒါလည်းမပဲထောင်ထဲစင်မှုအုပ်ကြီးမပါလို့ဝေမြန်ဘလိုင်းအာဆင်နယ်အသင်းတို့ထိန်းချုပ်ဖို့တိတ်ကိုခတ်သွားလိမ့်မယ်လို့ထင်ပါတယ်။ကဆိုရောပရမာဝန်45မိနစ်ကတော့တကောကိုမရှိတဲ့ PSD အသင်းကဦးဆောင်ထားနိုင်ခဲ့ပြီလည်းပဲဖြစ်ပါတယ်။ကျွန်တော်နေနဲ့ဒီရစကားပြောတော့တာကတော့အစောတပိုင်းကွာခြားသွားတယ်လို့ထင်ပါလေ။ဘာလို့ဆိုရှေ့ပိုင်းမှာဆိုရင်အာဆင်နယ်အသင်းကမိနစ်20 30လောက်ကိုတောင်းချောက်စလို့ မော်လုံးပိုင်ဆိုင်မှုအသားကိုကံသွင်းခွင့်အချိန်ကြီးနဲ့ရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့လို့သာနှိမ့်နာခဲ့ရတယ်လို့ဆိုရမှာပဲဖြစ်ပါလိမ့်မေလ30လုံးလုံးကိုအာဆန်တင်းကထိန်းချုပ်ပြီးပြီးတော့ဂိုးကန်သွင်းခွင့်နဲ့လည်းချိန်ချင်းရရှိခဲ့ပါလေနဲ့အဆုံးမသက်နိုင်ခဲ့လို့ပရမာပိုင်းတစ်ပိုင်းလုံးကိုနစ်နာသွားခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါလေ။ဒေါန်းစံလိုက်မဲ့ဒုတိယပြန်ဆပြီးဆိုတော့ပွဲကခက်အေးအေးနဲ့ပြန်ပြီးတော့ဖြစ်သွားခဲ့ပါပြီ။ အောင်စင်းတဲ့ဇာမတွေကလည်းပွဲပန်းစားပြုလာနေခဲ့ပြီလည်းပဲဖြစ်ပါလေပရမတုံးကလည်းတွတ်တွတ်လက်လက်တော့မဟုတ်တော့ပါဘူး PSG အသင်းကလည်းပြန်ပြီးတော့ထင်းထင်းလာခဲ့ပါလေမင်းရဲ့60ကျော်လာပြီးကန်နာရိုကိုရှိမှဝေးလေကြောင်မဲနဲ့ဂိုးသွင်းပါလားဂိုးမသွင်းဘူးလားဖြစ်နေတော့လည်းပဲဖြစ်ပါလေအခုအချိန်ဒီ PSG အသင်းရဲ့ဂိုးရှိကိုရောက်နေရင်တိုင်ပတ်နေတော့လည်းပဲဖြစ်ပါလေ63မိနစ်အရောက် စာကသွင်းလိုက်တဲ့ဂိုးဟာဂိုးပြီလို့ထင်ရပေမဲ့ဒေါ်နာရမ်မှာအကောင်းဆုံးကာကွယ်သွားခဲ့လို့အာဆန်အသင်းတို့ထပ်ပြီးနင်းနာသွားခဲ့ရဖြစ်ပါလေ။ကျောင်းဆောင်ကောင်လေးရောက်မှာဂွိနဲ့ဒန်လူကြီးရောက်ဝက်စီမှုတ်ပြီးဘွဲကိုခိတာခဏနားလိုက်ပါလေ။သူ့ရှိမှာအာဆန်အသင်းရဲ့ဇာမာကပြစ်ဒဏ်သေးသောကျူးလွန်ထားတော့ပြစ်ဒဏ်ပေါ်ပေးလို့လို့ထင်ရပေမဲ့တကယ်တော့မဟုတ်ပါဘူး။ဝီယာကိုတွားကြည့်ဖို့အတွက်ခေတ္တခဏရက်လိုက်တာဖြစ်ပါလေ။ဝီယာတွားကြည့်တဲ့အခါမှာအာဆန်ရဲ့ဇာမာလက်ထီတွားလို့ပင်နတီပေးလိုက်တာလည်းဖြစ်ပါလေ ဒေးဗစ်ရန်ဒီကိုတော့ဗီဒီညာကကန်သွင်းခဲ့ရမှာဒေးဗစ်ရာယာအကောင်းဆုံးကာကွယ်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘွဲကခအေးနဲ့ခန်းချင်းချင်းလေးနဲ့သွားနေပြီး69မိနစ်အရောက် OG တယောက်ဝင်လာခဲ့ပါတော့လေ။ခရစ်ဆက်နှစ်မိနစ်အရောက်မှာတော့ဟာဂီမီတယောက်ဒုတိယဦးဆောင်ကိုတွင်းယူပေးလိုက်ပါလိမ့်။ပါမမနေဒီကောင်ကနိုင်ငံနဲ့ဒေးဗစ်ရာယာကလည်းရှေ့ကသူ့လူတယောက်ကာနေတော့ဘလို့မှမတတ်နိုင်ပဲကိုးပေးလေးရပါလေဒီကူကလည်းအာဆင်အသင်းရဲ့ဇာမောက်တွေအများအပြားရှိပါလိမ့်ကနေကိုးကပေးလေးရတာဖြစ်ပါလေ အော်စတြေးလျတို့ပြန်လာနိုင်တော့ဘူးလို့တော့တွေးခဲ့မိတဲ့အထီးပါပဲ။ဒမ်မီလီဝင်လာတော့ဘေးစီရဲ့တင်းတားဆက်ပိုင်းကပို့ပြီးတော့တိတ်သာလာတယ်လို့ပြောရမှာပဲဖြစ်ပါလိမ့်။ဒီလိုနဲ့89မိနစ်ရောက်မှတော့စာကာကခြေပါကိုတကိုတွင်းယူပေးလိုက်ပါလိမ့်။အော်စတြေးလျတွေအော်စီရီခွက်ပါပဲ89မိနစ်မှာပဲစာကာရဲ့နောက်တဲ့တကိုဂိုးရပြီလို့ထင်နေရပါပဲ။ဂိုးပါတန်းပေါ်တော်သွားခဲ့လို့နင့်နာခဲ့ရပြန်ပါလိမ့်။ တကယ်လို့ဒီကိုသာရလိုက်မယ်ဆိုရင်အာဆင်နယ်အသင်းအတွက်တကယ်ကိုပြန်လာဖို့အတွက်လမ်းစာတစ်ခုလည်းပဲဖြစ်မှာအသေးကြပါပြီမိနစ်90ရောက်နောက်ချင်းချိန်မှုရလာပြီးပါရီသားတွေအောင်မဲခံဖို့ပြင်ဆင်နေရပြီဖြစ်ပါလိမ့်အာဆင်နယ်ရဲ့ဇာဟန်ကာတိတ်ကိုညင်ညောင်းလွန်းနေတာပါဘာလို့ဆိုဂိုးချင်းရောက်ပြီးဆိုရင်ဂိုးမသွင်းပဲဒီလိုပဲဟိုပေးလိုက်ဒီပေးလိုက်တိတ်ကိုညင်ညောင်းလွန်းနေပြီးဂိုးကမသွင်းဖြစ်နေပါလိမ့် အာဇနယ်ပရိသတ်တွေတော့မကကြည့်တဲ့အခြားသောပရိသတ်တွေလည်းပဲဒေါသထွက်စေမှာတော့အသေးရပါပဲ။စရုပ်ပွဲကလည်းပြီးဖို့အတွက်နေတဲ့နီလာနေခဲ့ပါပြီ။အရေးကလည်းနေနေတဲ့တိုက်စစ်ပုံဖော်ဖို့အတွက်ဟိုပေးလိုက်ဒီပေးလိုက်နဲ့အားမလို့အားမရဖြစ်နေခဲ့ပါလေ။ဒီလိုနဲ့ပဲခွင့်တဲ့ဒါရုံကြီးရဝစီမို့ပါရီသားတွေအောင်ပွဲခံသွားခဲ့ပါလေ။စရုပ်ယမနီရရှင်မြိုင်သွားတဲ့အင်တာမီလန်ဘာစီလိုနာလိုတော့အရေးထပ်ပြီးမပြည့်ရတော့ဘူးလို့ဆိုရတော့မလို့ပါပဲ။ စတော့ထင်တော့ထင်ပါတယ်စာပရမလေးကအာဆနယ်အသင်းတို့မယုံနိုင်ခဲ့ဘူးဆိုရင်နောက်ပိုင်းမလွဲဘူးဆိုတော့အမှန်ပါပဲအစားပရမလေးကသူတို့ဂိုးရရှိပြီးရုံးကန်နိုင်မှသာလိမ့်မယ်သူတို့ပြန်လာနိုင်မှလည်းပဲဖြစ်ပါလိမ့်မိနစ်30လောက်သူတို့လည်းအတကုံယုံစူးစားခဲ့ကြပါလိမ့်နောက်ပိုင်းမှာတော့ဘလို့အမကိုလှုပ်၍မရနိုင်ခဲ့တော့ပါဒါကိုလည်းသူတို့တွေအသေးအချာကြိုတင်ပြီးတော့ပြင်ဆင်ထားခဲ့ပါလိမ့်စီရိုဒီနိုင်ပွဲပြီးမှာ PSG အသင်းကထူးထူးခြားခြားနေပဲအင်္ဂလန်သားတွေကိုပဲကြိုက်တယ်လို့ထင်ပါလေ ။ဘာလို့ဆိုဘလူးစတိတ်မှာဆိုချင်မန်စတီကိုနိုင်ရရှိခဲ့တယ်။ဆက်ချောင်းတဲ့အဆင့်မှာလဘဝသင်ကိုနိုင်ရရှိထားပြီး quarter final မှာ Aston Villa အသင်းကိုအနိုင်ရရှိခဲ့ပါလိမ့်။အခု semi final ပထမကြော့ရောဒုတိယကြော့မှာရောအောင်ဆန်အသင်းကိုနိုင်ရပြီးဘောလူဘဲကိုတက်လန်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘောဂီရောထူးခြားသွားတာကလီယိုနယ်မန်စီ၊နေမာ၊ကလင်မာပေတို့ရှေ့စဉ်တုန်းကတော့16သင်းအဆင့်နဲ့ပဲကျင်းနေခဲ့ရတဲ့ PSG ရဲ့အသင်းဟာဒီလေကောက်မှာတော့ ချန်ပီယံလိဘောလူပွဲအဆင့်အထိကိုပါတလန်သွားကြတာဖြစ်ပါလေသူတို့က2020ခုနှစ်ကလည်းမရလိုက်တဲ့ချန်ပီယံလိအောင်မြင်မှုကိုနောက်ရက်ချင်းကြိုးစားခွင့်ရရှိသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပါလေဒီချိန်မှာတော့ဆူလာ3လုံးအောင်မြင်မှုနဲ့လက်တကန်းအကွာကို ရောက်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါလေအာဆနယ်နဲ့ကတော့ဒီယာဒီအပါဝင်ငားနဲ့ဇဒိုက်ဆူလာလက်မနဲ့ကြုံတွေ့ကြရတာလည်းပဲဖြစ်ပါလေဒီယာဒီမှာဆင်းလဲရဖေးဆူလာနဲ့မရရှိခဲ့သလိုကာဘွန်ဘလောက်ကတွေထွက်ခဲ့ရပြီး ပရီးမီးယားလီမှာလည်းအဆင့်နဲ့နေရာနဲ့ယက်တီနိုင်ခဲ့တယ်လို့အခုချန်ပီယံလီမှာလည်းထွက်ခွာခဲ့ရပြန်ပြီဖြစ်ပါလိမ့်။ဒီပွဲစဉ်ရဲ့ပွဲစဉ်ခြောက်လုံးအကောင်းဆုံးဇာမဆုကရောဟာဂီမီကစကူရောက်ရှိသွားခဲ့ပါလိမ့်။ဆိုတော့ချန်ပီယံဘလူးဘဲကိုအသင်းဆောင်စားနေတဲ့အင်တာမီလန်အသင်းနဲ့အခု PSG အသင်းတို့ချန်ပီယံဘလူးဘဲမှာထိတ်တန့်ရင်ဆိုင်ရတော့မှလည်းပဲဖြစ်ပါလိမ့်။နာရောဆယ်လီနာရောဆန်ကဂျမနီဘိုလူဘဲကိုတော့မြို့နေမြို့မှာတင်းပါသွားမှလည်းပဲဖြစ်ပါလေဂျမနီဖလာပန်ဆန်မှုတဲ့ ချန်ပီယံဟောင်းပဲဖြစ်လေမလားချန်ပီယံအသစ်ပဲထွက်ပေါ်လာမလားဆိုတာကတော့ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ကြည့်ရအောင်မှလည်းပဲဖြစ်ပါလေကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ